အလုံးမဲမင်္ဂလာပါညစိုင်းလက်သတင်းဌာနမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ အခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်လျတော့ဒီဟုတ်ဆိုရကြီးကကာဂျိုကြီးမင်းအောင်လိုင်းရဲ့ခြေတော်ရင်မှာပြပြဝေးရပြီဟုဆိုလာတဲ့အပါသမီးတော်မုံမခိုင်ပြောလာတဲ့ရုပ်သံမျိုးဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာတော့မုံခိုင်အဒီ channel ပတ်သက်ပြီးဘာတွေလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေးဖန်ပြချပါအောင်ခင်ဗျာအားလုံးကိုလည်းစိုင်းလက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ နေ2025ခုနှစ်ဧပြီလ22ရက်နေ့အရန်ကိုမင်္ဂလာရှိတဲ့နေဒုနေ့ညက်လေးပေါ့ရှင်မင်္ဂလာသတင်းကောင်းလေးပေါ့ကျမတို့ညှော်လင့်စောင့်စားနေတဲ့အချိန်လေးရောက်လာခဲ့ပြီလာရှိုးမျိုးသူမျိုးသားတွေ fighting မကြခင်အချိန်ပိုင်းအတွင်းရပ်ပိုင်းအတွင်းလာရှိုးမျိုးကြီးကိုအောင်မြင်စွာနဲ့ပြန်လည်ခြေချနိုင်တော့မယ်နော်ကျမအရင်တုန်းကပြောခဲ့ပါတယ်ကျမ live တွေမှာကလေးတွေကြောင်းဖွင့်ချင်းအမိကျောင်းဝင်ရာသီရောက်လို့ရှင်ကျောင်းဝင်ချိန်အမိအိမ်ပြန်ကြရပါမယ်လို့ကျမပြောခဲ့တာเนาะကျမတို့ဖခင်ကြီးရဲ့စမ်းဆောင်ရည်တွေဘလောက်တောင် စွန့်ရည်ပြေးသွားတဲ့ခေါင်းဆောင်ခေါင်းတရရဲ့လှုပ်ဆောင်ချက်တွေနော်အခုပြင်မြင်ရတော့မှဖြစ်ပါတယ်2020ဒီ2025ခုနှစ်ဧပြီလ20ရက်နေ့မှာဒီလာချုံမြို့မှာရှိတဲ့ MNDAA ငားလုံးကောင်လေးသူတို့ရဲ့အလံတွေကိုချုပ်သိမ်းသွားပါပြီနော်21ရက်နေ့မှာဧပြီလ21ရက်နေ့မှာလာချုံမြို့မှာရှိတဲ့စင်နကောင်ဟိုတယ်မှာဒီ MNDAA ရဲ့တရုတ်အစိုးရကိုယ်စားလှယ်ရဲ့တမားတို့နာဆာကအဖွဲ့ရဲ့နော် လူပြားဘုံကြုံကြီးတွေတွေ့ဆုံပြီးတော့ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ပါတယ်အဓိကတွေ့ဆုံဆွေးနွေးပွဲအောင်မြင်ခဲ့ပါတယ်အောင်မြင်ခဲ့တဲ့အတွက်အခု22ရက်နေ့မှာ sorry 22ရက်နေ့မှာဒီလာရှိုးစင်နကောင်ဟိုတယ်မှာတွေ့ဆုံဆွေးနွေးခဲ့တဲ့သူတွေကကိုကန်တက် MNDAA ငါးလုံးကောင်တွေရဲ့ဘုံမှုချုပ်ဖုံးဝင်းနိုင်အပါအဝင်သူတို့ရဲ့အဲတခြားသောသူတို့ရဲ့ဒီကြောရေးဆိုဝင်ရှိတဲ့သူတွေပေါ့နော် တရုတ်အထူးကိုယ်စားလှယ်တင်ရှိကျွင်းနော်တရုတ်နိုင်ငံရဲ့အထူးကိုယ်စားလှယ်တင်ရှိကျွင်းတမားတို့နာဆကအစိုးရဘက်ကကစားထားတင့်မှုဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနှင့်စစ်တိုင်းမှုတွေစစ်တိုင်းဦးစီးချုပ်တွေပါဝင်တဲ့တွဲဆုံဆွေးနွေးပွဲလေးပေါ့နော်အောင်မြင်ခဲ့တဲ့အတွက်ဒီကနေ့22ရက်နေ့ဧပြီလ2025မှာအောင်မြင်စွာနဲ့တမားတို့ရဲ့နာဆကတက်မတော်ကြီးမြန်မာတက်မတော်ကြီးကနေပြီးအောင်မြင်စွာနဲ့ လာရှုံမျိုးတွင်ဆိုဝင်ရောက်နေပါပြီဝင်ရောက်သွားပါပြီမနက်နော်ဒီကနေ့22ရက်နေ့မနက်ပိုင်းမှာလေစကားအစီညာနဲ့ခြီသွားစကားတွေမိသားစုဝင်တွေပါအဝင်အကုန်လုံးအောင်မြင်စွာနဲ့ဝင်ရောက်ရှိသွားပါပြီနော်လာရှုံလာရှုံမျိုးသူမျိုးသားများ fighting ဒီဒီနှစ်ဖက်ပြေဆုံးဆွေးနွေးမှုရဲ့ဒီတောင်းဆိုချက်တွေရပါတော့ဒီအပြန်အလှန်ပြေဆုံးဆွေးနွေးမှုတွေရဲ့သဘောတူညီချက်တွေမှာတော့ဒီ MNDD ဒီ MNDAA ၅လုံးကောင်နေနဲ့ဒီလာရှုံမျိုးမှာရှိတဲ့ မြို့နယ်ဆက်နှမြို့ကိုကျမတို့ဒီနာဆကဆိုးရကြီးပထံကိုပြန်လဲလွှဲအောင်ပြောင်းပေးပြီးပါပြီစစ်သုံးမှန်နေလဲပြန်လဲလွှဲပြောင်းပေးပြီးပါပြီစစ်သုံးမှန်နေပါအပါပဲเนาะဒီလာရှိုးမြို့မှာရှိတဲ့ဆက်နှမြို့ကိုပေးပြီးပါပြီပြည်တော်စုလမ်းမကြီးတခြားတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေ EOS တွေကစောက်ပေးရမယ်မန္တလေးကနေလာရှိုး sorry မန္တလေးကနေပြီးတော့မူဆယ်အထိသူတို့တိမ့်ပိုက်ထားတဲ့ဒီလက်နက်ကင်သဘုံတွေအကြမ်းဖက်တွေတိမ့်ပိုက်ထားတဲ့မြို့တွေကိုတက်မလို့ထမ်းပြန်လဲအပေးရမယ်နာဆကဆိုးရကြီးတန်းခုတ်ခိုင်တိုင်းပြီးတီပေါ်ကြောက်မဲ့နောင်ချိုအဆရှိတဲ့မျိုးတွေအပါဝင်နော်တလောင်နေနဲ့ပရက်တွေ ဘဝပြက်ပြီဘဝပြက်ပြီလာရှိုးဝင်းကျင်မှာဖြန့်ခွဲနေရယူထားတဲ့ PDF တွေကဒီကျမတို့ NASA ကအစိုးရကြီးကိုစရေးဖော်ဆောင်မှုပြုလိုက်နိုင်မှုပြုလာနိုင်မှာဖြစ်တဲ့အတွက်မဖော်ဆောင်နိုင်ဘူးအတွက်ကိုလုံခြုံရေးကို NDAA ငါးလုံးကောင်နေနဲ့တရုတ်ပြည်ဂျာဝင်စေစားမှုအရဟုတ်လားရုပ်အစိုးရကြီးကကျမတို့ရဲ့ NASA ကရဲ့ခြေတော်ရင်းကိုကြားရောက်ခဲ့ရပြီဟုတ်လားတရုတ်အစိုးရကြီးသူတို့လွန်ဆန်လို့မရခဲ့တဲ့အတွက်ကျမတို့ရဲ့ဖခင်ကြီးရဲ့ခြေတော်အစုံကိုရောက်ခဲ့ရပြီကျမတို့ဖခင်ကြီးတောင်းဆိုချက်တွေကိုလိုက်ရောခဲ့ရပြီကျမတို့ဖခင်ကြီးရဲ့ရာဇသံတွေပြင်းထန်တဲ့ရာဇသံတွေအောက်မှာအခု တပြောက်ွက်တဲ့ဘဝကိုရောက်ခဲ့ရပြီเนาะဒီနှစ်ဖက်တွဲဆုံမှုဆွေးနွေးမှုတွေမှာဒီ MNDAA တွေကဒီလာရှုမျိုးပေါ်မှာရှိတဲ့12ရက်ကွက်နဲ့13ဘက်နေကိုကျမတို့အစိုးရအကြီးထံနားစကအစိုးရအကြီးထံပြန်လည်လွှတ်ပြောင်းပေးအပ်ပြီးပါပြီเนาะပြည်တော်စုလမ်းမပေါ်မှာရှိတဲ့လမ်းမတက်လျှောက်မှာရှိတဲ့ဒီမန္တလေးကနေမူဆယ်ကိုထိန်းချုပ်ထားတဲ့မြို့တွေကိုကျမတို့နားစကအစိုးရတွေကိုပြန်အပ်ကမယ်ဒီလက်နက်ကင်တွေစုပ်ပေးရမယ်เนาะပုတ်ခိုင်တိုင်းဒီတီဘောကြောက်မယ်နောက်ထိုးစရှိတဲ့မြို့တွေကိုပြန်အပ်ကမယ် လာရှုံမျိုးမှာရှိတဲ့တချို့သောနေရာကြီးဖြန့်ခွဲနေရာတွေမှာယူထားတဲ့ PDF တွေကစည်ရေးပေါ်ဆောင်မှုတွေကိုမပေါ်ဆောင်နိုင်ဘူးအတွက်ဟောဒီ NASA ကဆိုရတဲ့တမတော်တွေကိုစည်ရေးပေါ်ဆောင်လာမှာဖြစ်နိုင်တဲ့အတွက်မပေါ်ဆိုင်တာအောင်နော်စည်ရေးဒီစည်ရေးတောက်ချမှုတွေကိုမပြုတ်လုံနိုင်အောင် UD UWSA ဝါအပါအဝင် MNDAA ဒီငါးလုံးကောင်တွေကပူးတွဲလုံခြုံရေးယူပေးကြရမယ်ဟုတ်လား ။ NASA ကအစိုးရမှကိုပိုင်အုပ်ချုပ်ခွင့်ရဝဒေသနဲ့ကိုကန့်ဒေသကိုငင်းငန်းစွာအတူရှင်တွဲနေထိုင်နိုင်ရေးထာဝရငင်းငန်းရေးအတွက်အမခံချက်ပေးရမယ်နော်။ဒီ NASA ကကျွန်တော်တို့ NASA ကရနေပြီးတော့ဝဒေသနဲ့ဒီကိုကန့် MNDAA တို့ကိုငင်းငန်းစွာအတူရှင်တွဲနေထိုင်ရမယ်။ထာဝရငင်းငန်းရေးရဖို့အတွက်ကိုအမခံချက်ပေးရမယ်။လနဲ့ကင်ပရိပခများမဖြစ်ရေးညှိနှိုင်းကြေးကော်မတီအဖြစ်တရုတ်အစိုးရကနေပြီးတော့ဂျားနေဆောင်ရွက်ရန်စောင့်ကြည့်ရေးရုံးကိုလာရှိုးမှာဖွင့်လှစ်ထားပေးမှာဖြစ်ကြောင်းနော်ဒီလနဲ့ကင်တပုံလေး MNDAA ဒီငါးလုံးကောင်လေး နော်ဒီပလောင်တွေပေါ့အစရှိတဲ့ဒီဟာတွေကို MNDAA ဒီဝတွေကိုဒီနာဆာကအစိုးရကြီးနဲ့တက်မလို့အစိုးရကြီးနဲ့ဒီစီးရေးဖြစ်ပွားမှုနှစ်ဖက်တင်းမာမှုတွေဖြစ်ပွားဖို့အတွက်သူတို့ကဂျားနေအဖြစ်စောင့်ရက်ဖို့အတွက်လာရှိုးမှာသူတို့ရုံငန်းဒီရာလာရှိုးမှာစောင့်ကြည့်ရုံဖွင့်လက်ထားရန်ဖွင့်လက်ထားပေးမှာဖြစ်ကြအောင်နော်ယာယီလုံခြုံရေးကာလအဖြစ်ဒီအခုကျမတို့ဒီနှစ်ဦးနှစ်ဖက်ပေါ့နော်နှစ်ဖက်ဒီ ုံချုံရေးပေါ့ဒီသွားနေတဲ့လမ်းကြောင်းတစ်ခုမှာဒီ MNDAA ဒီလက်နက်ကင်နေနဲ့ကျွန်မတို့နာဆခအစိုးရသွားနေတဲ့ကာလတစ်ခုမှာယာယီလုံချုံရေးကာလအဖြစ် UWSA 1နဲ့ MNDAA က MNDAA ဒီငါးလုံးကောင်တွေကပေါ့နော်လာရှိုးအနီးယာယီတက်ဆွဲထားပြီးလာရှုအနီးပေါ့နော်လာရှုမျိုးရဲ့ပတ်ဝန်းကျင်ပေါ့မျိုးပြင်းနေမှာပတ်ဝန်းကျင်နေမှာတက်ဆွဲထားပြီးနာဆာကတက်ခွာဝင်များမရယူပြီးပါကပြန်လည်ထွက်ခွာပေးရပါမယ်နော်ပြန်လည်ထွက်ခွာပေးရပါမယ်ယာယီအစိုးရထိန်းချုပ်ထားရခင် sorry ရခင်အစိုးရထိန်းချုပ်ထားသည့်ဝါအုပ်ချုပ်ရေး ခွင့်ရဝါဥစ္စာခွင့်ရမျိုးနဲ့မျိုးနဲ့ UWSA ဝါစီအနှံ့ရမျိုးနဲ့မျိုးကိုရခင်ဝါကဒီ UWSA ဝါတွေဥစ္စာခွင့်ရတဲ့နှမျိုးကိုဒီဝါတွေကိုပြန်လဲအနှံ့ရအစရှိသူတို့ကိုသဘော